ထောင်ကျနေတဲ့ရာဇဝတ်သားထောင်သားဘွားကနေပြီးတော့နိုင်ပိုင်းအတွင်းမှာကဘာကျော်မော်ဒယ်တယောက်ဖြစ်လာတယ်။နှစ်အနှဲငယ်အတွင်းမှာရင်းကိုတန်းကျွယ်တတိတယောက်ဖြစ်လာတယ်။သူ့ရဲ့နာမည်ကတော့ Jeremy Mix လို့ခေါ်ပါတယ်။သူကဩစတြေးလျနိုင်ငံသား California မှာကြီးပြင်းလာခဲ့တာ။သူ့ရဲ့မိဘနှစ်ယောက်စလုံးကဘိန်းဆွဲနေတဲ့သူလေး။သူ့ရဲ့အဖေကသူ့မမွေးခင်အချိန်လပိုင်းလေးအတွင်းမှာရင်းကိုလူတက်မှုနဲ့ထောင်33နှစ်ကြာသွားတယ်။သူ့ရဲ့အမေကလည်းဘိန်းဆွဲနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော်တော်လေးကိုကြမ်းကြမ်းတမ်းတမ်းကြီးပြင်းလာခဲ့ရတဲ့သူပေါ့။ သူအရွယ်ရောက်လာတဲ့အချိန်မှာဒီကယ်လီဖိုးနီးယားမှာရှိတဲ့လူမိုက်ခိုင်းတွေကိုသူရောက်သွားတယ်။အဲ့ဒီမှာပဲသူအသက်အရွယ်ရလာတဲ့အထိကိုအလုံးလုံးခဲ့တာပေါ့နော်။သူကဒီလူမိုက်ခိုင်းဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်စံကတော့အရန်မရှားဘူးချိုးချိုးတက်တဲ့အရန်ရောမဖြစ်ဘူး။ဒါပေမဲ့သူရလာတဲ့ပတ်စံကြီးအကုန်လုံးကိုသူက club တွေဒီတခြားမူရစေးတွေအရက်သေးစားတွေတောက်စားပြီးတော့ပဲဖြုံးတီးပစ်တယ်။သူ့ရဲ့ဘဝကတိတ်ပြီးတော့အတိတ်ပဲရှိမနေခဲ့ဘူးပေါ့။2014ခုနှစ်မှာသူတို့ဂိုင်းအဖွဲ့ရဲ့နောက်ထပ်ဂိုင်းတစ်ဖွဲ့ရံဖြစ်ပြီးတော့အကုန်လုံးအဖမ်းခံလိုက်ရတယ် အဖမ်းခံလိုက်ရတဲ့အချိန်မှာရဲစခန်းကနေပြီးတော့ဒီရာဇဝတ်သားတွေရဲ့ဓာတ်ပုံတွေကိုသူတို့ရဲ့ Facebook page မှာတင်လိုက်တယ်။တင်လိုက်တဲ့အချိန်မှာ Jeremy Mix ရဲ့ပုံလေးပါတာပေါ့နော်။အဲ့ဒီအချိန်မှာပဲ Jeremy ရဲ့ပုံကအရင်မိမိုက်နေလို့ဆိုပြီးတော့ချက်ချင်းပဲနာမည်ကြီးသွားတယ်။တကဘာလုံးကအမျိုးသမီးတွေလုံးဝသူ့ကိုစိတ်ဝင်စားသွားကြတယ်။သူ့ရဲ့ပုံစံကလည်းအသားကညိုညိုမျက်လုံးကပြပြဒီမေးရိုးတွေပါးရိုးတွေထင်းထင်းရှားရှားနဲ့ လုံးဝကဘာကျော် model တယောက်ဖြစ်ဖို့စံတတ်မှတ်ချက်တွေအကုန်လုံးနဲ့ပြည့်စုံနေတဲ့ရုပ်ရည်မျိုးလည်းပိုင်ဆိုင်ထားတာ ਉ သူ့အဖမ်းခံရပြီးတော့24နာရီမပြည့်ခင်မှာပဲသူ့ရဲ့အိမ်ကိုစာရီအများကြီးရောက်လာတယ်သူအစဉ်ပြေရဲ့လားသူ့ဘလိုမျိုးများကူညီလို့ရနိုင်မလဲဆိုပြီးတော့ဝိုင်းပြီးတော့တကဘာလုံးကမေးကြတဲ့စာရီပေါ့ချက်ချင်းပဲသူတို့နိုင်ငံတွင်းရသတင်းတွေမှာလည်းသူ့ရဲ့ဓာတ်ပုံကထိတ်ဆုံးပိုင်းကနေပါလာပြီးတော့အရန်နာမည်ကြီးသွားတယ်ဒီလိုမျိုးအရန်ချောမောလှပတဲ့အတွက်ကြောင့်မလို့မိန်းကလေးတွေကအရန်ကိုတဲတဲလှုပ်ဖြစ်နေကြတယ်ဆိုတဲ့သတင်းပေါ့ သူကသူ့ကျွလွန်ခဲ့တဲ့ဒီဂန်းအချင်းချင်းရက်ဖြစ်တဲ့အမှုနဲ့ထောင်ဒဏ်28လရှော့ရနဲ့ပါနဲ့ဆိုတော့တနှစ်ခွဲလောက်ကြာပြီးတော့ပြန်ထွက်လာခဲ့တယ်။ဒါပေမဲ့သူထောင်ထဲကမထွက်လာခင်ကတည်းကနေပြီးတော့နမကြီး brands တွေတခြားသောစီးပွားရေးလုပ်ငန်းတွေအများကြီးကသူနဲ့အတူတူကြော်ညာတွေရိုက်ဖို့အတွက်သူ့ကိုကမ်းလှမ်းတဲ့စာတွေသူကအများကြီးလက်ခံရရှိထားပြီးပြီ။အဲ့လိုနဲ့ပဲသူကပထမဦးဆုံးသူနဲ့အလုပ်တွဲလုပ်ဖို့တယောက်ကိုရွေးလိုက်တယ်။ဆိုတော့အမျိုးသမီးတယောက်သူ့ရဲ့ MTV ထဲမှာ Jeremy ကိုပါဝင်ပြီးတော့ရိုက်ပေးဖို့အတွက်တောင်းဆိုထားတာ။ ဂျယ်ရမီကအဲ့ဒီအလုပ်အတွက်ကို၄နိုင်ပဲအချိန်ပေးခဲ့ရတယ်ဒါပေမဲ့ तू ပြန်ပြီးတော့ရခဲ့တာဒေါ်လာ3,800တောင်းတော့သူ့ရဲ့ဘဝမှာ तू ရခဲ့တဲ့ပတ်စံတွေကဘယ်တော့မှတန့်ရှင်းတဲ့ပတ်စံတွေမဟုတ်ခဲ့ဘူးဒီလိုမျိုးဒုစရိုက်ပတ်စံတွေရခဲ့တာတွေဆိုတဲ့ခါကျတော့ဘယ်တော့မှလည်းသူ့လက်ထက်မှာမမြဲဘူးအဲ့ဒီပတ်စံတွေကိုလည်း तू သုံးသာသုံးနေရတယ်ဘယ်တော့မှ तू လိပ်ပြာမလုံခဲ့ဘူးအဲ့ဒီပတ်စံတွေကလည်း तू အရက်သေးစားတောက်စားတယ်ဘားတွေမှာပျော်တယ်ဘားတွေကလပ်တွေမှာသွားပြီးတော့ဖြုံးတယ်အဲ့လိုနဲ့ပဲအတိတ်ပဲမရှိဘဲနဲ့ပဲပတ်စံတွေကကုန်သွားတာအ ဆိုတော့အခုလိုမျိုးသူ့ရဲ့ပထမဦးဆုံးတတ်တန့်ရှင်းရှင်းနဲ့ရလာတဲ့ပဆံကိုရတဲ့အချိန်မှာသူအယမ်းပဲပျော်သွားတယ်ဝမ်းသာသွားတယ်သူ့ရဲ့ဘဝအရာလုံးဝတစ်စိချိုးပြောင်းလဲသွားပြီးသူကလူကောင်းတစ်ယောက်ဖြစ်ခွင့်ရပြီဆိုပြီးတော့သူအယမ်းပဲပျော်ရွှင်သွားခဲ့တယ်အဲ့လိုနဲ့ပဲသူကသူ့ရဲ့ model အလုပ်တွေကိုတစ်ခုပြီးတစ်ခုဆက်ပြီးတော့လက်ခံတယ်အလုပ်ကိုကြိုးကြိုးစားစားနဲ့စပြီးတော့လုပ်တယ်ပြီးတော့သူ့မှာက2008ခုနှစ်ထဲကနေပြီးတော့လက်ထပ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်မယ်လစ်ဆာတဲ့မယ်လစ်ဆာနဲ့သူနေရာတားတယောက်ရထားတယ် ဒါပေမဲ့မလစ်စာကကြတော့ဒီဂျယ်ရမီကိုဒီလိုမျိုးကဘာကျော် model တယောက်အနေနဲ့အလုံးလုတ်ဖို့တိတ်ပြီးတော့သဘောမတူဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမလစ်စာကလည်းအမျိုးသမီးတယောက်အနေနဲ့သူပြန်လိုချင်တာကသူ့ရဲ့ယောက်ျားဒီစိတ်ဓာတ်တွေပြုတ်ပြင်ပြီးတော့သူ့ရဲ့အနာကိုပြန်ရောက်လာတော့ပဲသူလိုချင်တာပေါ့နော်။ဒီလိုမျိုးကဘာကျော် model တယောက်အနေနဲ့ဒီစီးပွားရေးလုပ်ငန်းအနေနဲ့အလုံးလုတ်ပြီးတော့သူ့နားမှာရှိမနေနိုင်မဲနဲ့အလုပ်တွေကိုပဲဖိလုပ်နေမဲသူမျိုးသူ့ ပြန်ပြီးတော့မလို့ချင်ဘူးအဲ့တော့သူတို့နှစ်ယောက်လုံးဝညှိနှိုင်းလို့မရတဲ့အဆုံးမှာ2016ခုနှစ်မှာပဲသူတို့နှစ်ယောက်လမ်းခွဲလိုက်ကြတယ် ဒါပေမဲ့လမ်းခွဲလိုက်ပြီးတဲ့နောက်ပိုင်းမှာလဲဂျယ်ရမီကသူ့ရဲ့သားကိုဆက်ပြီးတော့စောင့်ရှောက်ပြီးတယ်။ဝေးရေးကြေးရေးအတွက်လဲအဆဆအရာအကုန်လုံးဆက်ပြီးတော့တာဝန်ယူတယ်။အရှင်းနဲ့ပတ်စံရဲ့အရာတာကိုတိလာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့တငယ်ချင်းတွေသူ့ရဲ့မိသားစုဝင်တွေဆွေမျိုးတွေသူနဲ့ပတ်သက်ခဲ့တဲ့သူတွေမှန်သမျှကိုအကုန်လုံးပြန်ပြီးတော့ငွေကြေးပြန်ပြီးတော့ထောက်ပံ့တယ်။ခီးတွေထွက်တယ်၊ brands တွေဝယ်တယ်။သူကသူ့ရဲ့ပတ်စံကိုပျော်ပျော်ကြီးကိုသုံးတယ်။လုံးဝလူပြည့်ရချိုးနဲ့အောင်လို့ပျော်ပျော်ကြီးနေတယ်။တစ်ဖက်မှာလဲသူ့ရဲ့ အတိုင်းဝိုင်းတွေကိုပြန်ပြီးတော့ကူညီတယ်ဒီခရီးသွားတဲ့အချိန်မှာတွေ့တဲ့ဒီသူ့ကိုဝန်ဆောင်မှုပေးတဲ့ waiters တို့ waitress တို့ကိုလည်းသူကထိုက်ထိုက်တန်တန်မဟုတ်ဘူးပေးတယ် Jeremy က2019ခုနှစ်မှာတော့ billionaire တထေးသမီးတစ်ယောက်ဖြစ်တဲ့ Chloe Green ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်ချစ်ကြိုက်ပြီးတော့သူတို့နှစ်ယောက်ကသားတစ်ယောက်လည်းမွေးခဲ့ကြတယ်ဒါပေမဲ့2019ခုနှစ်မှာတော့သူတို့နှစ်ယောက်ကလည်းသဘောထားမတိုက်ဆိုင်တော့တဲ့အတွက်ကြောင့်မလို့လမ်းခွဲခဲ့ကြတယ် အခုဆိုလို့ရှိရင်တော့ Jeremy က single အနေနဲ့ပဲရပ်တည်နေပါတယ်ဒါပေမဲ့သူနဲ့ပတ်သက်ခဲ့တဲ့အမျိုးသမီးတွေရောသူရထားတဲ့သားတွေရောပြန်ပြီးတော့စောင့်ရှောက်ပေးနေရလို့သိရပါတယ် ဂျယ်ရမီရဲ့ဘဝကငငယ်တည်းကနေမှအရန်ကိုကြမ်းတမ်းခဲ့ပြီးတော့ရာဇဝတ်မှုတွေနဲ့ပဲမွေးရော်နေခဲ့ပြီးတော့ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လူမိုက်တယောက်ဘဝကနေပြီးတော့ဒီလိုမျိုးသူ့ရဲ့ရုပ်ရည်ကြောင့်တကဘာလုံးကနေပြီးတော့သူ့ကိုဝိုင်းပြီးတော့ချစ်ပေးကြတဲ့အတွက်ကြောင့်မလို့ဘဝကတဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဂျယ်ရမီက2025ခုနှစ်အထိရရှိထားတဲ့မှတ်တမ်းတွေအရဆိုလို့ရှိရင်တော့ဒေါ်လာ16တန်းကျော်ပန်ဆိုင်မှုရှိတဲ့တန်းကျွဲ့တစ်ထည်တယောက်ဖြစ်နေပါပြီ။ အခုဆိုလို့ရှိရင်တော့ Jeremy ကဘာဂျော်မော်ဒယ်တယောက်အနေနဲ့ရောသူ့ရဲ့ပဝန်းကျင်အတွက်သူ့ရဲ့လူအတိုင်းဝိုင်းအတွက်လည်းအကျိုးပြုတဲ့သူတယောက်အနေနဲ့အကောင်းဆုံးပြန်လဲပြီးတော့ရပ်တည်နေပြီဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။